ောက်ဆက်ကံဖြစ်တယ်။ဆောက်ဆက်ကံမှာဆောက်ဆက်ကံကျွန်တော်တို့ဒီနားရှိအပေါက်ကဘုံသားဆောက်ဆက်ကံစံပါလေးတက်ပြီးပါဒီမှာအဲ့ဒီနေ့ဒီမလာ28ရက်နေ့ဒီဆရာတို့ဒီဝတ်ပြုနေတဲ့အချိန်မှာဘလို့ဖြစ်သွားခဲ့တာလဲအဖြစ်ပြက်ကလေးတွေကိုပြောပြပေးပါအောင်ဆရာဟုတ်ကဲ့ဆရာအဲ့ဒီနေ့ကတော့ကျွန်တော်တို့28ရက်နေ့ကတောက်ကြနေကြတယ်နောက်ပြီးတော့ကျွန်တော်တို့အစ္စလမ်သာသနာဝင်တွေရဲ့ဥပုပ်လဖြစ်တဲ့ရမဇန်လရဲ့အမျက်ဆုံးနေ့လည်းဖြစ်တယ် အဲ့တွေကိုကျွန်တော်ဒီပြည်ကိုလူကြီးတရားကျော်လောက်ဝယ်ပြဖို့လာကြတယ်ဝယ်ပြဖို့လာတဲ့အချိန်မှာအမျိုးသားရောအမျိုးသမီးရောလာကြတာပါအဲ့တော့ဒီအချိန်မှာကျွန်တော်တို့ဒီတောက်ကြနေနဲ့ပတ်သက်ပြီးတော့ဒီဘာသာရေးရရှင်းဆောင်မော်လီဆက်ကနေပြီးတော့ဆွမျက်တဲ့အကြောင်းတွေကိုဟောကြားပြီးတော့ကျွန်တော်ဝယ်ပြဖို့စူပေါင်းဝယ်ပြဖို့ထားလိုက်တဲ့အချိန်မှာပဲငလင်ကဆက်လုတာကျွန်တော်ခမန်းကြီးဆိုရင်၁၂:၅၀နဲ့၁နဲ့၂လောက်တာရှိလောက်မှာเนาะအဲ့ဒီအချိန်မှာလှုပ်လိုက်တဲ့အချိန်မှာ သူကခါတိုင်းငလျင်ပုံစံမျိုးအချက်ပေးလာတာမဟုတ်ဘူးလှုပ်လှုပ်ချင်းကိုတော်တော်လေးကိုပြတယ်စက္ကန့်မိုင်းလောက်ပဲအချိန်ရတယ်ဒီတည်းကနေပြီးတော့ထွက်ပြေးပြီးလွတ်မြောက်လာတဲ့လူလည်းရှိတယ်ဒါပေမဲ့အများစုကတော့ဒီထဲမှာပျော်ကြသွားတယ်အဲ့ဒါကြီးကငလျင်ကနှစ်ချက်လှုပ်လိုက်တာခင်ဗျလုံးလိုက်ကြဆိုတော့ပထမတစ်ချက်ဒီအကြီးပြိုကျသွားပြီးတော့လူတွေဒီထဲမှာအော်ဟစ်စူးမြန်နေတဲ့အချိန်မှာနောက်တစ်ချိန်ထပ်လုပ်တဲ့အချိန်မှာကျွန်တော်ရှိရဲ့မုန်ကြီးရဲ့ပြိုကျသွားအဲ့တော့ဒီအဖြစ်အပျက်မှာ မျိုးသားကောအမျိုးသမီးရောတည်ဆုံးသူကလေးရောပါတာပေါ့နော်58ခုရှိတယ်58ခုပြင်ကျွန်တော်တို့ဒီကနေပြီးတော့ဆွဲထုတ်သေးတုပ်လို့ရတဲ့အနေအထားကကျွန်တော်တို့ဘယ်လိုခေါ်မလဲ93ခုရှိတယ်တိုးပဲ့တန်ရရပေါ့နော်အဲ့တော့ဒီမှာဖြစ်နေတဲ့အချိန်28နေစပြီးတော့ကျွန်တော်တို့ကေဇေးလေးလုပ်ဖို့ပဲကိုလိုမြင်တဲ့အတိုင်းပဲဒီအုပ်ပုံကြီးအောက်မှာပြည်နေတဲ့လူတွေကိုကယ်ထုတ်ဖို့ကျွန်တော်တို့မှာခက်ခဲရှိလာတယ်အဲ့အတွက်ကိုကျွန်တော်တို့ကူညီပေးဖို့တဲ့အစိုးရလည်းလာတော့ကြည့်တယ်အစိုးရသူတို့လာတယ်စီမံပေးတယ် ဒါပေမဲ့ကျွန်တော်တို့မှာအရေးပေါ်အများကြီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကအရေးပေါ်ခေါ်လိုက်ရတော့ကျွန်တော်တို့ရှင်ဘုံအုပ်စုကနေရောက်တရာလောက်ရောက်လာတယ်။မြမျိုးအုပ်စုကနေအယောက်90လောက်ရောက်လာပြီးတော့ညီညာညာပဲနေမညာညာမှာဆွဲထုတ်လိုက်တာ90ဦးဘရက်ဘော်ဒီထွက်လာတယ်။ဟုတ်ကဲ့ခင်ဗျာအဲ့ဒါလေးနောက်ဆုံးအခုအချိန်လေးထိအောင်တော့နော်ဒီမှာတော့လူဓာတွေဘာတွေရာနာတွေကတော့လာနေတော့လာပါတယ်ဒါပေမဲ့ဒီမှာတည်ဆုံသွားတဲ့မိသားစုဝင်တွေကတအိမ်နဲ့6ဦးလို့3ဦးလို့9ဦးလို့မိသားစုလိုက်သုံးတာဒီဆုံးဆိုရှင် ကျွန်တော်တို့အင်းတော်ဦးစီးတွေဆုံးတော့ဒုက္ခရောက်နေတဲ့လူတွေကများတာပေါ့နော်အဲ့လိုလူရှိအဲ့တော့ဒီအဲ့ဒီခက်ခဲတွေကိုဖြေရှင်းဖို့ဘာတွေဘလို့အကူအညီတွေလိုရလဲခင်ဗျဟုတ်တော့ဒီအကူအညီကတော့တို့ဒီခက်ခဲတွေပထမတို့တောက်ရေပေါ့ဈေးဝါအစားတောက်တော့ဒီလူတွေအခုလာပြီးလူရမ်းနေကြပါတယ်လူရမ်းနေပြီးတော့နောက်တစ်ချက်ကတို့ကအိမ်ကြီးပြုတ်ပြက်ထားတော့အိမ်ကြီးထဲမှာမနေနိုင်ကြဘူးပေါ့ဗျာလမ်းမေးတွေမှာထွက်အိပ်ရတယ်အဲ့တော့တို့မှာဘာခက်ခဲရှိလဲဆိုတော့အခင်း ပါညာပေါ့နော်ဒီရှင်းအောင်ပေါ့နော်မိုးကပေါ့အဲ့ဒါတွေခက်ခဲရှိတာဟိုလူတဲ့လူလည်းလူတယ်မရတဲ့လူကလည်းမရဘူးပေါ့နော်ကြီးတဲ့လူကလည်းရနေတယ်နောက်တစ်ချက်ကအဓိကကလက်စမီပြတ်တော့လက်စမီပြတ်တော့နေတဲ့အတွက်လက်စမီရရှိရေးဘာမှမရနိုင်သေးတဲ့အချိန်မှာဆိုလာအားသွင်းတဲ့မီးသေးတချို့ဆိုလာအားသွင်းမီးသေးကလည်းအသိပြီးအလုံးမဖြစ်ဘူးပြည့်စစ်ဒီတစ်ခုခုနဲ့တွဲမှာကိုရရှိမှာအဲ့တော့ကျွန်တော်တို့ကဒီကဖြစ်နေတာအစုအစု group လေးပေါ့ဗျာဒီလိုမျိုးဆိုလာအချက်အချက်တန်နိုင်တန်နိုင်နှစ်ချက်တန်နိုင်နှစ်ချက်တန်နိုင်နဲ့ဘက်တီအိုးလေးနဲ့လာပြီးတော့ ဟိုဒီဆိုလာလေးအားသွင်းတဲ့အဥ္စာမျိုးလုတ်ပင်းနိုင်တယ်ဆိုရင်ဒီကျွန်တော်မြို့မဆိုစီရောဆန္ဒတစ်ခုဖွင့်တာမယ်ဒီနတ်ပတ်ဝန်းကျင်ရှိတဲ့လူတွေလာပြီးအားသွင်းကြပါလုတ်ကြပါကန်ကြပါအဲ့ဒါဆိုရင်တော့ဆင်ပြေမယ်မိသီးလေးရှိပြီးတော့မိသွင်းစရာနေရာမရှိဘူးဗျာဒါကဆိုလို့ချင်းကိုတော်မပြူတို့စင်ငယ်တို့ကသူတို့ဆိုလာတတ်ထားလို့ဒါအခုကြီးပေးလို့ဒါရနေတာတကယ်လို့အများကြီးမရဘူးဟုတ်တယ်